မင်္ဂလာပါပရိသတ်တို့ဒီတစ်ခါပြီးတော့မှာတော့ကဘာပေါ်ကအကြီးဆုံးကားတွေကြောင်းပရိသတ်တို့တွေတင်ဆက်ပေးမှာပါဒီကြီးမားတဲ့ကားကြီးတွေဟာလူသားတွေရဲ့စွမ်းအားနဲ့အင်ဂျင်နီယာပညာရပ်ကိုဖော်ပြနေသလိုပါပဲဒီကားတွေရဲ့လုံဆောင်နိုင်စွမ်းနဲ့ဘလောက်ကြီးမားလဲဆိုတာကိုပရိသတ်တို့အံ့ဩဖို့ပြင်ထားကြပါတော့နံပါတ်5 Homa H183 ရှေဟန်မာဘီ န်ဒန်အနာကီရာဟာကားရီကိုချစ်မြတ်နုပ်ပြီးတော့ဝဲယူဆူဆောင်းတက်တဲ့ဝါသနာထုံသူတို့အုပ်ဖြစ်ထင်ရှားကြကြပါရီသူကကဘာပေါ်ကအကြီးမားဆုံးကားရီတွေကတစီဖြစ်တဲ့ Huma H1 ကိုပိုင်ဆိုင်ထားပါရီဒီကားကြီးက22ပေမြင့်ပြီးတော့နှစ်ထပ်တိုက်ကြီးကိုဗိမ့်တက်ထားသလိုပုံစံဖြစ်နေပါရီကားရီကိုလေကားနဲ့တက်ပြီးတော့ဝင်ရတာဖြစ်ပြီးတော့အထက်မှာမိဖို့ကြောင့်အေဂန်နဲ့ ိတ်ခန်းတွေအများကြီးပါဝင်ပါတယ်။ဒီကားကြီးဟာပြည်စည်းကရိယာစုံလင်ပါဝင်တဲ့ရွေးလျားကားအင်ဂျင်တစ်စီးဖြစ်ပါတယ်။46ပေအရှိရှိက20ပေကျဲပြီးတော့ကီလို6တောင်းအလေးချိန်ရှိပါတယ်။ကားရဲ့ဘီတလုံးတွေကပဲ9ပေကျော်မြင့်ပြီးတော့တလုံးချင်းစီရဲ့တန်ဖိုးဟာဒေါ်လာ2000ခွဲရှိပါတယ်။မြင်းကောင်ရီအားတထောင်ထုတ်ပေးတဲ့ဒီဇယ်အင်ဂျင်လေးလုံးတက်ဆင်ထားပြီးတော့တနအီကိုအမြင့်ဆုံး32ကီလိုမီတာထိမောင်းနေနိုင်ပါတယ်။ဒီကားကိုလမ်းပေါ်မှာတရဝင်းမောင်းနေခြင်းမပြုဘဲကြာကြာအော့ရုတ်သမိုင်းပြတိုက်မှာပြသထားပါတယ်။နံပါတ်၄ Sin City Hashtag Monster Train ကမာကြီးဆုံး Monster Truck ကားမျိုးစားဖြစ်ပြီးဖြစ်နိုင်နေဆိုတဲ့အကန့်အသတ်ကိုကြော်လွန်နေဆိုတာဒီကားကပြသနေပါရီဒီကားကို Monster Truck ကမောင်းနေသူဟောင်းတွေဖြစ်တဲ့ Branding ချန်ကန်ဖာရိုကဒီဇိုင်းဆွဲတည်ထွင်ခဲ့တာပါစနေပေမြင့်ရှိပြီးတော့ပေါင်း1000ခွဲအလေးချိန်ရှိပါတယ် BBF အင်ဂျင်ကိုတက်ဆင်ထားပြီးတော့အမြင့်ကောင်းရေအားကတော့850ထုတ်ပေးနိုင်ပါတယ်ဒီကားကဒေါ်လာတသန်းတန်ချေးရှိကဂင်းနစ်စံချိန်တင်ထားပါသေးတယ်ဒီကားကြီးကဖန်နီးနိုင်တဲ့စိတ်ကူးစိတ်သန်းတွေကအကန့်အသတ်မရှိဘူးဆိုတာကိုပြသလို့နေပါတယ်နံပါတ်3ဒါဗီယန် SUV Javier SUV ကတိချထားတဲ့ကားတစ်စီးဖြင့်ပုံစံကအရန်ကုန်မှစမ်းကြယ်လာပါရည်ဒီကားကကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့ထူးခြားဆုံး SUV ကားတစ်စီးဖြစ်ပြီးရှိတ်ဟာမန်ဘင်ဟန်တန်အေဂနာကီရာပိုင်ဆိုင်တဲ့ကားနောက်ထပ်တစ်စီးဖြစ်ပြီးဆယ်ပေမြင့်ရှိပါရည်အရှည်35ပေရှိက24တန်အလေးချိန်ရှိပါရည်ဒီကားဟာစစ်တပ်ကကားတွေနဲ့အရက်သားကားတွေကအစိပ်ပိုင်းတွေပါဝင်ပေါင်းစပ်ထားတာဖြစ်ပြီးအော့စကာရှိန်1985စစ်တပ်သုံးထရက်ကားရဲ့အစိပ်ပိုင်းတွေကိုလည်းတက်ဆင်ထားပါသေးတယ် 15.2လီတာကာတီပဲလာ C50 အင်ဂျင်ကိုသုံးပြုထားတာကြောင့်မြင်းကောင်ရီအား600အထိထုတ်ပေးနိုင်ပါတယ်။ဒါပြင်ကားဘင်း7ဘင်းတီတက်ဆင်ထားပြီးတော့အတွင်းကန်းတွေမှာလည်းဇိမ်ခံပစ္စည်းတွေထည့်သွင်းထားပါသေးတယ်။ဒါပြင်ရဲ့ SUV ဟာတကယ့်ကိုကောင်းမွန်တဲ့ကားကောင်းတစ်စီးဖြစ်ပါတယ်။နံပါတ်1 Vibo 60 V747 Big Four City V747 ဟာကမ္ဘာပေါ်မှာအကြီးမားဆုံးထွန်းစက်တစ်စီးဖြစ်ပြီးတော့အကြီးစားလေယာတုပ်ကရိယာတစ်ခုအနေနဲ့တည်ဆောက်ထားတာပါဒီထွန်းစက်ကြီးဟာအလျား28ပေရှိပြီးအနက်ပေ20ရှိပါတယ်နောက်ပြီးအရှေ14ပေရှိကပေါင်တသိန်းအလေးချိန်ရှိပါတယ် 16စီလင်ဒါ destroy diesel engine ကိုအသုံးပြုထားပြီးတော့မြင်းကောင်းဤ1100အားကိုထုတ်ပေးနိုင်ပါ ರಿ ။ဒါပြင်ဒီထုံဆက်ကြီးကိုကားလဲ1100 COG တက်ဆင်ထားပြီးတော့ပေ80ကျဲတဲ့ထုံထုံကြီးတွေလိုကြီးမားတဲ့လေယာဉ်အသုံးဆက်ပစ္စည်းတွေနဲ့ချိတ်ဆက်အသုံးပြုနိုင်စေပါ ರಿ ။1989ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်ပြီး Bibu 60 V747 ဟာစက်မှုလေယာဉ်တမိုင်းမှာထင်ရှားကျော်ကြတဲ့ထုံးစက်တစ်စီးအနေနဲ့တည်ရှိနေဆဲပဲဖြစ်ပါတယ်။နံပါတ်1 K994K V လို့တော့ K994K ဟာကဲကြပီလာရဲ့ကြီးမားဆုံးဘူဒိုစာကြီးတစ်စီးဖြစ်ပြီးတော့မြေအောက်ဒူးဖွဲ့ရေးလုပ်ငန်းတွေနဲ့ကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့တိစောက်ထားတာဖြစ်ပါတယ်။အလျာ66.8ပေရှိပြီးတော့အမြင့်25ပေရှိကအနည်း27.3ပေရှိပါတယ်။မြင်းကောင်ကြီးအား1939ရှိတဲ့အင်ဂျင်တက်ဆင်ထားပြီးတော့ 964K ဟာ142တန်အလေးချိန်ရှိပါတယ်။ ဒီဆက်ကြီးဟာ40.8တန်အလေးချိန်ထိတည်ဆောင်ပေးနိုင်ပြီးတော့25ကနေ35ကုဘကိုက်ရှိတဲ့ခေါ်ကြီးကိုတက်ဆင်ထားပါရီ။ဒါကြောင့်မင်းများပြတဲ့ပစ္စည်းတွေကိုထိရောက်တည်ဆောင်ပေးနိုင်ကတောက်တင်းနဲ့ဒီဇိုင်းနဲ့အစ်စ်မြန်ဟိုက်ဒရောလစ်စနစ်ပါဝင်တာကြောင့် K994K ဟာအကြမ်းတမ်းနဲ့ပတ်ဝန်းကျင်တွေမှာတောင်အကြမ်းခံပြီးတော့အမြင့်ဆုံးစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပါရီ။ အခုပြိုထဲမှာတော့ပရိသတ်တို့အံအားသွားစီလိုက်မဲ့ကဘာပေါ်ကအကြီးဆုံးကား၅စီးချောင်းကိုတင်ဆက်ပေးကြတာပဲဖြစ်ပါရဲ့ရှင်။ဒီကားကြီးတွေနဲ့ပတ်သက်လို့ပရိသတ်တို့ဘလို့ထင်ကြပါသလဲ။ကွန်မန့်မှာလည်းရှိခဲ့ပေးပါအောင်နော်။အခုလိုပြိုတွေကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။